မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့နိုင်ငံရေးပဋိပက္ခကိုလက်နက်နဲ့မဖြေရှင်းပဲရွေးကောက်ပွဲနဲ့သာဖြေရှင်းဖို့တိုင်းလိုင်းရှမ်းပြည်အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကရာဦးဆိုင်ထေအောင်ကစီအန်အိုင်သတင်းဌာနကိုပြောပါရယ်2020ခုနှစ်ဖေဖော်ဝါရီလရက်ကမြန်မာတပ်မတော်ဟာ LND အစိုးရကို2020အထွေထွေရွေးကောက်ပွဲမဲဆင်းရင်အငင်းပွားမှုအမဖြေရှင်းပဲအစိုးရဖွဲ့စည်းရေးဂျိုးပန်းတယ်လို့ဆိုကဖြုတ်ချပြီးနိုင်ငံတော်အားအရေးပေါ်အခြေအနေကြီးညာကအုတ်ချုပ်လျက်ရှိပါတယ်။အဲဒီနောက် LND ခေါင်းဆောင်တွေ လွတ်တော်အမတ်တွေတက်ကြလှုပ်ရှားသူတွေလက်နက်ကိုင်အင်အားစုတွေနိုင်ငံရေးပါတီအချို့ကိုစုပေါင်းပြီးမြန်မာတပ်မတော်နဲ့နာဆာကဖြုတ်ချရေးလက်နက်ကိုင်တော်လှန်ရေးရှိကမြန်မာနိုင်ငံအနှံ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။လက်နက်နဲ့ဖြေရှင်းတာကြောင့်ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်တွေအတော်ပြည့်စည်သွားပြီဖြစ်ကြောင်းအဲဒါကြောင့်ရွေးကောက်ပွဲနဲ့ဖြေရှင်းဖို့လူထုကအာရုံစိုက်နေတယ်လို့တိုင်းလိုင်းရှမ်းဤအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကရာဦးဆိုင်ထေအောင်က CNN သတင်းဌာနကိုပြောပါရစေ။အခုနာဆာကအနေနဲ့တော့မဖြစ်နေတူလဲပါလိမ့် ။ဘာကြောင့်လဲဆိုတော့သူက2008ကိုလက်ကင်ထားပြီးမှသူစကားပြောနေတဲ့ခါကျတော့သူကအချက်နေသူကရုပ်ောက်ပဲပြီးတော့တူလဲပါလိမ့်မယ်။အခုကျွန်တော်တို့90ခုနှစ်တုန်းကမလွဲဘူးဆိုတဲ့ခါနာကတော့ကျွန်တော်တို့ဖတ်စီပုံမျိုးရှိပြီလေ။အခုတစ်ချက်လေးဖတ်စီပုံလည်းကျွန်တော်တို့ချက်ချက်ချင်းရေးခွင့်မှာပြည့်စည်သွားပြီ။ဒါကြောင့်ဖတ်စီပုံဆွဲမလား။ဒီအဟောင်းကိုတုံးအဟောင်းကိုတုံးမစင်39တုံးလားခုတစ်ချက်လေးကိုပြန်တုံးလားဆိုတော့အရင်ပွားမှုဆိုတော့အစ်စ်ဆွဲမယ်ဆိုတဲ့အခါဆုံးဖြတ်ချက်ချလိုက်တဲ့အခါမှာအဲဒီ week of ပဲလုပ်တယ်ဆိုတာ ဖွဲ့စည်းပုံဆွဲဖို့ဆိုရင်တော့တို့ရဲ့ network ထဲတစ်ခုပြောင်းဝင်သွားလို့ဖြစ်သွားတာပေါ့နော်ဒီနေ့အချိန်ကတော့2008ခြေကံဥတွေကင်ဆွဲမှသူကအာနာထိနေတယ်သူကပြောတယ်ဒါတစ်ဖက်ကနေတိနေပေါ့နော်ဒါထိနေပြီတိနေပြီတိနေပါပဲအားလုံးကအာနာသုံးလုံးသူကချုပ်ကင်နိုင်ဖြစ်တဲ့အကြောင်းမို့ဒါပေမဲ့2008ခြေကံဥတွေကိုသူချိုးဖောက်ပြီးတော့ချိုးဖောက်ပါဘူး2008ခြေကံဥဆိုင်တွားပါမယ်ဆိုတဲ့သတိရဲ့အာနာသူပြီးတယ်မြန်မာနိုင်ငံရဲ့နိုင်ငံရေးမှာအဓိက ခင်ဗျာကျတော့ပြင်ကြည့်ရတယ်မထောက်ချီခြေကောင်းဦးလေးတဲ့ကလုတ်ပဲဆိုရင်သူကကုညီမယ်ဆိုရဲစကားတွေအစရရှိသားတဲ့ခါကျတော့ဒါမထောက်ချီခြေအောင်လည်းတိုင်းမဲ့သူအနာကိုလွှဲလွှဲမှာပါ မြန်မာနိုင်ငံမှာရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလမှာကျင်းပသွားမှာဖြစ်ကြောင်းရွေးကောက်ပွဲအနိုင်ရသည့်ပါတီကိုအာဏာလွှဲပြောင်းပေးမယ်လို့ NASA ကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောထားပါဗျ။လက်ရှိမှာ NASA ကကျင်းပမယ့်ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်ဖို့မှတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီ54ပါတီရှိကြောင်းအဲ့ဒီအထက်မှာ6ပါတီဟာတနိုင်ငံလုံးအတိုင်းအတာနဲ့ဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပြီးတိုင်းဒေသကြီးဒါမှမဟုတ်ပြည်내တစ်ခုမှာဝင်ရောက်ရှင်ပြိုင်မဲ့ပါတီ55ပါတီရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က CNN သတင်းဌာနကိုပြောပါရတယ်။တခြားတစ်ဖက်မှာတော့ NUG, PDN နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့က NASA ကကျင်းပမဲ့ရွေးကောက်ပွဲကိုမပြတ်ပြတ်အောင်ဖျက်ဆီးမယ်လို့ထုတ်ပြန်ထားပါရတယ်။